တော့ဒဲကိုဝင်လိုက်ပါဝိုင်းပြထားတဲ့အပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါအနီးအလုံးလေးကိုနှိပ်ထားပါ အမှန်ချက်ကလေးကိုဆိုင်နေပါဒီလိုပေါ်လာတာတွေ့ရပါလိမ့်မယ်စတစ်ကာခလုတ်လေးကိုဆက်နှိပ်ပါစတစ်ကာတွေပေါ်လာပါပြီမိမိနဲ့တည်းရစတစ်ကာကိုလက်နဲ့ထောက်ပြီးတော့ရွေးလိုက် လက်နဲ့ထောက်ပြီးတော့ရွေးလိုက်တဲ့အခါမှာဒီလိုပေါ်လာပါလိမ့်မယ်ဒါတော့အုံးမင်းလေးကိုရွေးထားတာဖြစ်ပါတယ်ထပ်ပြီးတော့စတေကာကိုနှိပ်လိုက်ပါနောက်ထပ်အပင်လေးတစ်ပင်ထပ်ရွေးလိုက်ပါတယ်အဲ့အပင်လေးကိုရွှေ့လို့ရပါတယ်ထပ်ပြီးတော့စတေကာကိုထောက်ပြီးတော့နောက်တစ်ခုထပ်ရွေးလိုက်ပါအပင်လေးနောက်တစ်ပင်ရောက်လာပါ စတေကာကိုထပ်ပြီးတော့ထောက်ပါတယ်။ထောက်ပြီးတော့ကိုလိုဂျင်နဲ့စတေကာလေးကိုထပ်ပြီးတော့ရွေးပါတယ်။တမ်းမွင့်လေးတွေရောက်လာပါပြီ။စတေကာကိုထပ်ထောက်ပါတယ်။မိုးရွာနေတဲ့ပုံလေးကိုလိုချင်လို့အချက်က search box ထဲမှာမှန်ဘူးအနာကကွက်လက်လေးထဲမှာ aria ရဲ့ rain လို့ရေးလိုက်ပါတယ်ရေးလိုက်တဲ့အခါမှာမိုးရွာနေတဲ့ပုံလေးရောက်သွားပါတယ်လူပုံလေးတွေကလည်းအလားတူပုံစံမျိုးပဲထောက်ပြီးတော့ရှားပြီးပြီးထတာဖြစ်ပါတယ်ဒါတော့နမူနာပြထတာဖြစ်ပါတယ်ဒီတော့ဆိုရင် sticker တွေနဲ့ဘယ်လို video file လုပ်လဲဆိုတာသိနိုင်ပါပြီ။ பிஏ நெய்ஸ்கோ நெய்டர்